မြမလူဦးရေ၃ပုံ၃ပုံရိတ်ခါမဖူလုံကြောင်းကုလပညာရှင်တွေပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ခီးစဉ်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေနဲ့ကုလအကြီးအကဲတို့တွေ့ဖို့ရှိနေပါတယ်။လောင်းလုံမှာစစ်ကောင်စီတပ်စခန်းကိုကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။ဒီသတင်းတွေအပြင်ဒီနေ့မနက်ခင်းသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်။ မြန်မာလူဦးရေရဲ့သုံးပုံတပုံဟာလောလောဆယ်စားနပ်ရိက္ခာမဖူးလုံးပဲပဋိပက္ခဆက်လက်ဖြစ်ပွားတဲ့အတွက်လူ16.6တန်းကလူသားချင်းစာနာမှုအကူအညီအလွန်အမင်းလိုအပ်တယ်လို့ကုလသမဂ္ဂကမနေ့ကပြောကြားလိုက်ပါတယ်။စစ်ကောင်စီဟာနယ်မြေတွေလက်လွတ်လိုက်ရတာနဲ့အမျှလက်နက်ကင်အဖွဲ့တွေကိုလက်စားချေတဲ့အနေနဲ့အကူအညီပေးတာတွေကိုပိတ်ဆို့ပြီးလူသားချင်းစာနာရေးအကူအညီအရောက်ပေးနိုင်ဖို့ကန့်သက်ရုံမကအကူအညီပေးတဲ့ဝန်ထမ်းတွေကိုပြစ်မှတ်ထားတယ်လို့ကုလသမဂ္ဂပညာရှင်တွေကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။ ဒီအတွက်ငကိုကရှင်းနှင်ပြီးသားစားနေခါအကျက်တဲကပိုဆိုးဝရတယ်လို့ပြောပါတယ်မြန်မာတိုင်းနိုင်ငံလုံးရဲ့မြို့နယ်66ရာခိုင်နှုန်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေရဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်လဲစီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍထိခိုက်ရတယ်လို့ဆိုပါရယ်အခု2025မှာအခြေခံစားကုန်စည်း30ရာခိုင်နှုန်းထိတက်မယ်လို့မျှော်မဲရကြောင်းလဲပြောပါရယ်ရှင် ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမနေ့ကထွက်ခွာသွားပြီး၄ရက်ကြာခီးစဉ်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ဆုံမယ်လို့ AFP ကဖော်ပြပါဗျ။ဒုက္ခသည်တွေဟာလူသားချင်းစာနာရေးအကူအညီဖြတ်တောက်ခံရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါလူအဆမတန်များတဲ့စခန်းတွေကရိုဟင်ဂျာတွေဟာပြင်ပကအကူအညီတွေကိုမှီခိုနေရပြီးအာဟာရတက်ချို့တဲ့နေတဲ့အပြင်အကူအညီဖြတ်တောက်ခံရတဲ့အတွက်အခက်ခဲနဲ့ကြုံတွေ့ပြီးသားဖြစ်တယ်လို့ပြောပါရယ် ကုလအကြီးကဲဟာအကြီးဆုံးဒုက္ခသည်စခန်းတစ်ခုကိုဒီနေ့သွားပါမယ်။ဂူထာရက်စ်ရဲ့ခီးစဉ်ဟာရိုဟင်ဂျာပြဿနာကိုကမ္ဘာရှည်တန်းအရေးကိစ္စအဖြစ်ပြန်ရောက်စေမယ်လို့မျှော်လင့်ရတယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရပြောခွင့်ရသူကသတင်းထောက်တွေကိုမတ်လ12ရက်နေ့ကပြောပါရရှင်။ တနင်္သာရီတိုင်းလောင်လုံမြို့နားကစစ်ကောင်စီတပ်ရဲ့လက်ခတ်တောင်တာဝါတိုင်းစခန်းကိုကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ကဒီမနက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီကလည်းလေကြောင်းနဲ့ရေကြောင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဒေသရင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရယ်လီရင်နဲ့ဘုံလဲကျဲဆက်တနက်နဲ့လည်းပစ်သွားပြီးမနက်ခင်းကပင်လယ်ကနေစစ်သင်းမောနဲ့လက်နက်ကြီးတွေပစ်ခတ်တယ်လို့ပြောပါတယ်။အရက်သားတွေဘေးလွရာထွက်ပြေးတိမ်းရှောင်နေကြပြီးထိခိုက်သေးဆုံးတာတော့မရှိဘူးလို့လည်းပြောပါတယ်။ ဒီလက်ခတ်တောင်တာဝါတိုင်းစခန်းမှာစစ်ကောင်စီတပ်သား30လောက်ရှိပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကတရုတ်ငွေလိမ်လုပ်ငန်းတွေကနေ BGF ကရင်နယ်ဈာဆောင်တပ်ဖွဲ့ကရှာဖွေဖမ်းဆီးထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံသား450ကိုတတရတုပ်အဖြစ်ထိုင်းအာဏာပိုင်တွေကနေတဆင့်တရုတ်နိုင်ငံကိုလေကြောင်းခရီး6ကြိမ်ခွဲပြီးမနေ့ကပြန်ပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့တလအတွင်းငွေလိမ်လုပ်ငန်းတွေက တရုတ်အင်ဒိုနီးရှားမလေးရှားအိန္ဒိယနီပေါ်စတဲ့နိုင်ငံ30ကလူ9500ကျော်ကို BGF ကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အဲ့ဒီမှာတရုတ်နိုင်ငံသားကြီးပဲ4800ကျော်ပါဝင်ပြီးမတ်လ9ရက်နေ့အထိစီးရင်အရာထိုင်းအနာပိုင်တွေကနေတဆင့်တရုတ်နိုင်ငံဘက်ကိုပြန်ပို့ထားသူအယောက်2080ရှိပြီလို့ BGF ကသတင်းထုတ်ပြန်ပါတယ်။ မြောက်ရီ BGF ကုတ်ကဲရုံမှာတရုတ်နိုင်ငံသား2800ကျော်ကျန်နေပြီးဒီထဲက450ကိုမနေ့ကထပ်ပြီးလွှဲထားလို့ BGF ကုတ်ကဲရုံသတင်းရင်းမြစ်ကပြောပါရယ်နိုင်ငံဆောင်ကလူတွေကိုသက်ဆိုင်ရာနိုင်ငံတွေနဲ့ချိတ်ဆက်ပြီးပြန်ပို့ပြီးငွေလိမ်လုပ်ငန်းနဲ့လူမှောင်ကိုတိုက်ဖျက်ရေးမှာရှာဖွေဖမ်းဆီးထားတဲ့သူတွေကိုသက်ဆိုင်ရာနိုင်ငံတွေစီဆက်ပြီးတော့ပြန်ပို့မယ်လို့ BGF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူဒုတိယပို့မှူးကြီးနိုင်မောင်စောကပြောပါရယ်ရှင် ကရင်နယ်စားဆောင်တပ် BGF ထိန်းချုပ်နယ်မြေမြောက်ရီမှာရှိတဲ့စိုက်ပါဒူးစရိုက်လုပ်ငန်းတွေမှာပိတ်မိနေတဲ့သူ့နိုင်ငံသားအနည်းဆုံး900ကျော်လွတ်မြောက်ဖို့မြန်မာစစ်ကောင်စီနဲ့တာမကတခြားပအဝင်ပတ်သက်သူတွေနဲ့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာန MEA ကတန်တမန်ရေးရအပြင်းထန်ကြိုးပမ်းနေရလို့ The Times of India ကမနေ့ကဖော်ပြပါဗျ။မြန်မာနဲ့ထိုင်းနိုင်ငံတို့ကအိန္ဒိယတန်ယုံတွေပူးပေါင်းမှုကြောင့်အိန္ဒိယ940လောက်ထိုင်းနိုင်ငံမဲဆောက်ကနေမကြသေးခင်ကနေရက်ပြောင်းရောက်ပြီးနောက်အခုလိုပြောတာပါ။ မြန်မာနိုင်ငံကစိုက်ဘာရာဇဝတ်လုပ်ငန်းတွေမှာလောလောဆယ်အိန္ဒိယနိုင်ငံသား2000ကျော်နှိပါထိမ့်သိမ်းခံထားရတော့မယ်လို့ MBA သတင်းရင်းမြစ်တွေကခန့်မှန်းပါတယ်။စိုက်ဘာဒုစရိုက်လုပ်ငန်းကထွက်သွားဖို့ကြိုးစားသူတွေကိုပဲပြန်နိုင်အောင် BGF ကကူညီချိန်မှာအိန္ဒိယလူမျိုးတော်တော်များများကဒီအလို့ဆက်လုပ်ချင်တဲ့ဆန္ဒရှိကြပြီးပြန်လွှဲအပ်မှာကိုညှင်းဆန်ကြတယ်လို့လည်းသတင်းကဖော်ပြပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့နယ်မှာတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းလုပ်ကင်နေတဲ့တရားမဝင်နိုင်ငံသား165ယောက်နဲ့မြန်မာနိုင်ငံသား1ယောက်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကမနေ့ကသတင်းထုတ်ပြန်ပါတယ်။မတ်လ12ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးဆက်ဆက်ပစ္စည်းတွေကိုသိမ်းယူနိုင်ခဲ့တယ်လို့နိုင်ငံသားတွေကိုတက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းမယ်လို့ပြောပေမဲ့ဘယ်နိုင်ငံသားတွေဆိုတာတော့မဖော်ပြပါဘူး။ တရုတ်မြန်မာနယ်စပ်မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းကအွန်လိုင်းငွေလင်ဂိုင်းတွေကိုရှင်းလင်းနိုင်ခဲ့ပြီလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကမတ်လ9ရက်နေ့ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ယန်ဟိုပန်မူဆယ်မြို့တွေမှာအွန်လိုင်းငွေလင်လုပ်ငန်းတွေဆက်လက်ကြီးထွားနေတော့မယ်လို့ဒေသခံတွေကပြောပါတယ်ရှင်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံထခရိုင်ကိုတရားမဝင်ဝင်ရောက်လာတဲ့တရုတ်လူမျိုး9ယောက်ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ။ ပစ်ကတ်က၂စီးပေါ်မှာပါလာတာဖြစ်ပြီးအယုဒ္ဓယာမြို့နယ်ကအဝေးပြေးလမ်းမှာဖမ်းဆီးခဲ့တာပါဘတ်ချာတော့900ပေးပြီးကားငှားခဲ့တာလို့ထိုင်းရင်မောင်းနှစ်ယောက်ထဲကတယောက်ကပြောပါတယ်တရုတ်တွေကတော့နေဆက်လန်တိုင်းတက်ခရိုင်ကိုဝင်ရောက်လာပြီးမဲဆောင်မျိုးကနေတဆင့်ဘန်ကောက်မှာအလုပ်လုပ်ဖို့သွားမယ်လို့ပြောပါရရှင်။ ီနေ့မနက်ခင်းသတင်းတွေကိုတင်ပြခဲ့တာပါ RFA ရဲ့အစီအစဉ်တွေကို RFA Barmis Facebook page, YouTube, Instagram, Telegram နဲ့ RFA website ဆာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။အားလုံးပဲတရားရဲနေလေးဖြစ်ပါစေ။ကျမသီရိမင်းစင်ပါရှင်။